ဘာကြောင့်လူငယ်အခန်းကဏ္ဍအရေးကြီးလဲဆိုကြဒီလူငယ်တွေကပဲခေါင်းဆောင်တက်လုံမှာဖြစ်တယ်ပြောရမယ့်ဆိုအတူပြောပြလူငယ်တွေရဲ့တောင့်တမှုလူကြီးတွေရဲ့ကြောင်ကြမှုတို့နိုင်ငံမှာလူငယ်တွေရဲ့အခန်းကဏ္ဍကတော်တော်အရေးကြီးပါတယ်ပါတီစုံဒီမိုကရေစီစနစ်ကိုသွားပြီဆိုလို့ရှိရင်လူငယ်အခန်းကဏ္ဍပိုအရေးကြီးတယ်ဘာကြောင့်လူငယ်အခန်းကဏ္ဍအရေးကြီးလဲဆိုကြဒီလူငယ်တွေကပဲခေါင်းဆောင်တက်လုံမှာဖြစ်တယ် ဒီလူငယ်တွေရပဲအဖွဲ့အစည်းအသီးသီးမှာပါမှာဖြစ်တယ်ဒီလူငယ်ရပဲဆောင်ရွက်မှာဖြစ်ပါတယ်အဒီနေရာမှာကျွန်တော်ပြောချင်တာပေါ့ဗျာလူငယ်ရဲ့လူကြီးတွေရဲ့ကွာခြားချက်ပေါ့လူငယ်တွေကတော့သူ့ရဲ့လူရင်ဆန္ဒပေါ့အဲလူကြီးတွေကတော့ကြောက်ကြမှုပေါ့နော်ပြောရမယ်ဆိုရင်အတူတူပြလူငယ်တွေရဲ့တောင့်တမှုလူကြီးတွေကကြောက်ကြမှုလူငယ်တွေရဲ့တောင့်တမှုဆိုတာလူငယ်တွေစီသူကအမြဲတမ်းအလိုရှိတယ်တိုးတက်စေခြင်းနဲ့လူငယ်တွေစီ ဓာတ်ထက်ပို့ပြီးတော့ကြကောင်းစေခြင်းနဲ့ဓာတ်ထက်ပို့ပြီးတော့ကြအလုံလုံပြခြင်းနဲ့ဓာတ်ထက်ပို့ပြီးတော့ကြကြစူးစမ်းပြခြင်းနဲ့လူငယ်တွေရဲ့တောင်းတမှုစီတိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုချစ်စေနိုင်ပါတယ်လူကြီးရဲ့ကြာကြောင်းကြမှုဆိုတာဘာကြောင်းကြလို့ဆိုကြဒါကိုလှုပ်ပေးလိုက်လို့ရှိရင်ငါတို့နိုင်ငံအတွက်ဘာတွေထိခိုက်လာနိုင်မလဲဘာမဟုတ်တာတွေဝင်လာနိုင်မလဲဘာမဟုတ်တာတွေဖြစ်နိုင်လာမလဲလူငယ်တွေရဲ့တောင်းတမှုနဲ့လူကြီးတွေရဲ့ကြောင်းကြမှုတွေကို အတိုင်းအတာတစ်ခုတည်သူတို့နိုင်ငံအနေကချိန်ညှိပေးနိုင်တယ်လို့မြင်တယ်။ဘာတွေတွေ့ခဲ့လဲဆိုတော့ကြာကြာလူကြီးတွေကနိုင်ငံအကြီးကြီးတဲ့ဖြစ်လူကြီးတွေကဆွေးနွေးနေတယ်။ဆွေးနွေးနေတဲ့အချိန်မှာလူငယ်ဝင်ကြီးတွေကအဲ့စကားတွေမှာဝင်ပြောခြင်းပြောတာပဲ။လူကြီးပြောနေတဲ့စကားတွေမှာဝင်ပြောရင်ပြောတာပဲ။မှန်ရင်အဲ့လူကြီးကလက်ခံလိုက်တယ်။ကျွန်တော်တွေ့ရလက်ခံလိုက်တယ်။စက်ပြောလှုပ်ပါပြောလိုက်တယ်။အဲ့တော့ကြာလူငယ်တွေကဘာလဲဆိုတော့ခုနပြောတဲ့တောင်းတမှုတွေဆွံ့ပြိုးတိုးတက်ခြင်းတွေလူကြီးတွေရဲ့ကြောက်ကြမှုတွေဒီနှစ်ခုကိုချိန်ကြီးပါတောင်းတမှုတွေမရရင်ဘာဖြစ်လာမလဲ။ တောင်းတမှုတွေမရရင်ဒေါသဖြစ်တာပေါ့ဗျာကြောင်းကြမှုတွေမရရင်ဘာဖြစ်တော့ကြောင်းကြမှုတွေမရရင်မောဟဖြစ်တာပေါ့ဒီကြားထဲမှာချိန်ကြီးပေးနိုင်ရင်တော့ဒီဟာစီအဲထပ်ပြီးတော့ကြာတိုးတက်လာမယ်လို့မြင်ပါတယ်ကျွန်တော်မြန်မာနိုင်ငံသားလူငယ်တွေနဲ့ပတ်သက်ပြီးတော့ကြာဒါဝင်ကြီးဌာနတကူတည်တံဖွဲ့စည်းထားတာရှိတယ်လူငယ်တွေနဲ့ပတ်သက်ပြီးတော့じゃဟောเนาะဒါဖလားငါးတန်းဖွင့်ပြိုးတဲ့လူငယ်နဲ့ပတ်သက်ပြီးတော့ဖွင့်ပြိုးတုတ်တဲ့ကျွန်တော်ဆောင်ရွက်နေတာရှိပါတယ်အဲဒါတွေလည်းဆက်လက်ပြီးဆောင်ရွက်မှာဖြစ်ပါတယ်ဒါဒီနိုင်ငံဖွင့်ပြိုးတုတ်တဲ့အတွက် အရေးကြီးတဲ့လုပ်ငန်းစဉ်လုပ်ပွဲမြင်ပါတယ်လူငယ်တွေနဲ့ပတ်သက်ပြီးပို့ပြီးတိုးတက်တဲ့အသိအမြင်တွေပို့ပြီးဆောင်ရွက်ချက်တွေဆောင်ရွက်မှာဖြစ်တယ်ဒါစီလူကြီးတွေရဲ့တာဝန်လည်းဖြစ်တယ်လူငယ်တွေရဲ့တာဝန်လည်းဖြစ်ပါတယ်ခုနပြောလို့တောင်းတမှုနဲ့ကြောင်းကြမှုကိုဟန်ချက်ညီအောင်ထိန်းနိုင်တယ်ဆိုရင်ဒါစီပုံပုံတိုးတက်လာမယ်လို့ကျွန်တော်မြင်လူငယ်တွေအတွက်ကျွန်တော်ပြောချင်တာကတော့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုယ်နိုင်ငံဓာတ်ထက်ညီညာရေးကိုယ်နိုင်ငံဓာတ်ထက်ပါရာရေးအတွက်ဟောနော်မြည်သူကအတိမပြုစီဖြစ်စေအတိမမပြုစီဖြစ်စေ အဲမိမိတာဝန်ပဲအဲ့လိုခံယူပြီးတော့ကြလှုပ်သွားပေးကြပါလို့အဲကျွန်တော်ပြောချင်ပါတယ်နိုင်ငံဘက်ကမီဒီယာနဲ့ကျွန်တော်နိုင်ငံဘက်ကမီဒီယာတွေသူတို့မှလည်းအဲသူတို့မကောင်းရေးတဲ့မီဒီယာတွေတော့ရှိကောင်းရှိမှာပေါ့ဒါမဲ့ကျွန်တော်မြင်တာကဘာလို့ဆိုသူတို့နိုင်ငံဘက်မှာပေါ့နော်ခေါ်ထားတဲ့မီဒီယာတွေရဲ့လှုပ်ရှားပုံကတော်တော်လေးကိုသူတို့နိုင်ငံသူတို့ဂုဏ်ယူတယ်သူတို့နိုင်ငံသူတို့ချစ်တယ်အဲသူတို့လူမျိုးကိုသူတို့ချစ်တယ်သူတို့လူမျိုးကိုသူတို့ဂုဏ်ယူတယ်သူတို့လောက်ရတယ်မှာဂုဏ်ယူတာကိုကျွန်တော်တော်တော်မြင်ခဲ့ရတယ်အဲကျွန်တော်တို့သွားလာတဲ့အထက်မှာ အဲတချို့သောသတင်းထုတ်လွှင့်ချက်တွေမှာသူတို့မီဒီယာတွေလှုပ်ရှားမှုတွေကိုခင်ဗျားတို့မြင်ရမှာပဲဒါမျိုးလှုပ်ဆောင်နိုင်ဖို့အတွက်ဒါမျိုးဖြစ်နိုင်ဖို့အတွက်အဲကျွန်တော်တို့ကလည်းကြိုးစားမှာဖြစ်တယ်မီဒီယာလည်းကြိုးစားမှာဖြစ်တယ်ဒီအစိုးရဘက်ကလည်းလှုပ်ပြရမှာဖြစ်တယ်မီဒီယာဘက်ကလည်းလှုပ်ပြရမှာဖြစ်တယ်အဲသူတို့နိုင်ငံမှာလည်းဆိုရင်ကျွန်တော်တို့တွေ့တာကမှဒီအလေးပေးဆက်ဆံတာတွေပြီးရင်နေရာပေးတာတွေပြီးရင်ပေါ့နော်မီဒီယာနဲ့ပတ်သက်ပြီးတော့ကြအားပေးအားမြောက်ပြုတာတွေတွေ့ရလို့သူတို့ကိုယ်တိုင်ကလည်းတော်တော်ကိုအရေးချင်းပြေးပါပါတယ်တော်တော်ကိုအရေးချင်းပြေးပါတယ်ဆိုတာ အဲကျွန်တော်တို့ဟိုဒါမီဒီယာတွေအများစုနဲ့မျိုးတစ်မျိုးရောက်ဝင်တိုင်းကျွန်တော်တို့တွေ့ရပါတယ်သူတို့မေးတဲ့မျိုးကွန်းတွေอ่ะပေါ့เนาะမထင်မှတ်တဲ့မျိုးကွန်းတွေအရှိမြန်မာနိုင်ငံရဲ့မီဒီယာအကင်းချင်းကတော့အဲဒါဥွင့်နေပြောရင်တော့အာမရဘူးလို့ပြောရမှာပေါ့ဗျာအာမရဘူးဆိုတော့လည်းနှစ်ပိုင်းပေါ့နံပါတ်1အပိုင်းကပြည်ပအနေရှိနေတဲ့ပြည်ဖြတ်မီဒီယာတွေရဲ့ဒါလုံဆော်မှုပေါ့နံပါတ်2အပိုင်းကတော့ပြည်တွင်းမီဒီယာတွေအနေနဲ့ကတော့ကျွန်တော်စာနာပါတယ်ကန့်သတ်ချက်တွေအများကြီးရသူတို့လုံနေတာဖြစ်တယ်သူတို့မှမျိုးချစ်စိတ်တို့နိုင်ငံချစ်စိတ်တို့မရှိဘူးလို့ပြောတာမဟုတ်ဘူး ရှိတယ်ရှိပြီမလို့ဒါဟိုဘောနော်သူတို့မှာထင်းထင်းပေါ်ပေါ်ပြနိုင်ဖို့ဘောနော်ဥပဝင်နေနေပြနိုင်ဖို့ဒါမဟုတ်ဒါရရရော်ရော်ပြနိုင်ဖို့ဗျာအခွင့်အလမ်းနေပါတယ်ဘာပဲပြောပြောကျွန်တော်တို့ကဒီအဲရွေးကောက်ပွဲလုပ်မဲ့အခင်ကြီးရွေးကောက်ပွဲပြီးတဲ့ကာလတွေမှာတော့ပုံပြီးပွင်လင်းလာမယ်လို့မြင်ပါတယ်မြမမီဒီယာလည်းဒါတဲ့ပုံမှုပြီးဖွံ့ဖြိုးတိုးတက်လာစေဖို့ကျွန်တော်အနေနဲ့ဆန္ဒပြုပါတယ်ကျေးဇူးတင်ပါတယ်